အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မိုးလီဝသနဲ့ဇလာပေတာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်နိုဝင်ဘာလ25ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလီဝသခံမှန်းချက်များကိုအသေးစိတ်တင်ပြပေးတော့မှာဖြစ်ပါရစေခင်ဗျာ။အထူးမိုးလီဝသအနေနဲ့လေတုမငြိမ်သက်သည့်အခြေအနေများအပါအဝင်နောက်ဆုံးရမုန်တိုင်းသတင်းထူးများနဲ့မြမပြည်ပေါ်တက်ရောက်လာမယ့်ရာသီဥတုအခြေအနေများကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာ။ ပထမဆုံးအနေနဲ့ပင်လယ်ပြင်မှာဖြစ်ပေါ်လျက်ရှိတဲ့လေတုမငြိမ်မသက်အခြေအနေများကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာ။ကပလီပင်လယ်ပြင်တောင်ပိုင်းမလကာရေလက်ကျမ်းမှာဖြစ်ပေါ်လျက်ရှိတဲ့အောက်ကောင်းသောလေပြားနဲ့ရေဝင်ဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားပြီးနောက်လာမဲ့24နာရီအတွင်းမှာမုန်တိုင်းငယ်ဖြစ်လာနိုင်သောအိန္ဒိယမိုးလေဝသဌာနရဲ့နိုဝင်ဘာလ24ရက်နေ့ထုတ်ပြန်ချက်မှာပါရှိပါရယ်။ဖြစ်ပေါ်လာမဲ့မုန်တိုင်းငယ်ဟာအနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားပြီးပုံမအောက်ကောင်းလာကနောက်48နာရီအတွင်းဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်မယ်လို့ အိန္ဒိယမိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်မှာဆက်လက်ဖော်ပြထားပါတယ်။အလားတူအိန္ဒိယနိုင်ငံတောင်ဘက်ဆွန်ဘင်္ဂလားပင်လယ်ော်နောက်တောင်ပိုင်းနဲ့သီရိလင်္ကာကျောနိုင်ငံအပေါ်မှာနိုဝင်ဘာလ23ရက်နေ့မှာဖြစ်ပေါ်လျက်ရှိတဲ့အထက်လေပွေလိုင်းမှာပုံမူအားကောင်းလာပြီးလီဘီးယားနဲ့ရန်ဝန်တို့ခုဖြစ်ပေါ်လာနိုင်ကြောင်း၎င်းဒီလဲဆက်လက်တည်ရှိပြီးပုံမအားကောင်းလာနိုင်ကြောင်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။ကပလီပင်လယ်ပြင်တောင်ပိုင်းမလကာရေလဲကြားမှာအားကောင်းသောလေပြင်းနဲ့ရေဝင်ကိုအပြည်ပြည်ဆိုင်ရာမုန်တိုင်းလေးလာစောင့်ကြည့်ဌာနများက MS 92B ဖြင့်ဆက်လက်စောင့်ကြည့်နေပြီးအိန္ဒိယနိုင်ငံတောင်ပိုင်းဘင်္ဂလားပင်လယ်အော်နောက်တောင်ပိုင်းတိရိလင်္ကာကျောနိုင်ငံအပေါ်မှာလေဝေလိုင်းကိုတော့စောင့်ကြည့်ခြင်းမရှိသေးပါဘူးခင်ဗျာ။နိုဝင်ဘာလ28ရက်နေ့မှာဘင်္ဂလားပင်လယ်အော်နောက်တောင်ပိုင်းမှာလေဝေလိုင်းနဲ့ကပလီပင်လယ်ပြင်တောင်ပိုင်းမှာအားကောင်းသောလေပြင်းနဲ့ရံဝန်းတို့ဟာနိုဝင်ဘာလ28ရက်နေ့မှာဆိုက်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြင်းတရားရဂိုင်းတို့ရှိကြောင်းခန့်မှန်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေများအရဆိုက်ကလုန်းမုန်တိုင်းအဖြစ်အားကောင်းလာနိုင်မဲ့အခြေအနေဆက်လက်ရွေးရှားနိုင်တဲ့လမ်းကြောင်းတို့ပေါ်မူတည်ပြီး မြန်မာနိုင်ငံပေါ်တက်ရောက်မှုရှိလာနိုင်ခြင်းမရှိလာနိုင်ခြင်းကိုတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။ Icon Model မိုးရေချိန်ချိုးတင်ခံမှန်းချက်များအရဒီဇင်ဘာလ၁ရက်နေ့အထိမြန်မာနိုင်ငံပြည်နယ်နဲ့တိုင်းများမှာမိုးရောင်သွန်းနိုင်မှာမဟုတ်ပါဘူးခင်ဗျာ။ဆက်လက်ပြီးဒီကနေ့နောက်ဆုံးရရှိထားတဲ့မြေရေချိန်အခြေအနေများနဲ့မြေရေချိန်ပမာဏများကိုပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ယနေ့25ရက်17လ2025ရက်နေ့နနက်6:00ခွဲချိန်တိုင်းထွာကြရမြေရေချိန်တွေကိုတင်ပြပေးလိုက်ပါရခင်ဗျာ။ မြေကြီးနားမြေရမင်းကညနေကနေ12နာရီတွင်တလက်မကန်ပြန်ကျသွားပါတယ်မြေကြီးနားမြို့ရဲ့မင်းကအမေဆုံးပူချိန်ကတော့28.4ဒီဂရီဆယ်စီယံနဲ့ယနေ့အနေဆုံးပူချိန်ကတော့15.3ဒီဂရီဆယ်စီယံတို့ပဲဖြစ်ပါတယ်ခင်ဗျာမြေကြီးနားမြေဟာဆွန့်ရင်မှ1200 cm သို့ရောက်ရှိရန်940 cm 32ပေနီနီခန့်အလိုမှာရောက်ရှိနေပါတယ်မြေရဲ့တက်ကြပုံမှန်နေထားကံမှာရှိပါမယ်ဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ် ARR မြင့်အထက်ပိုင်းမှာမိုးအားအနှဲငယ်ရှိနေပါတယ်။ရန်ဖန်ရန်ခါ ARR မြင့်ဆုံအထက်ပိုင်းမှာနေရာကွက်ရီမိုးရွာသွန်းခြင်းများဇက်တိုက်နှဲပါလာပြီးဖြစ်ပါတယ်ခင်ဗျာ။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောင်ပိုင်းဆုံးဒေသများနဲ့ ARR မြင့်အထက်ပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနှဲငယ်သာရှိနေပါတယ်။ ARR မြို့တစ်လျှောက်နဲ့ချင်းနှင်းမြို့တစ်လျှောက်မြေကန်းဒီမြေနှိပ်ဒေသများနဲ့မြေနုကျွန်းများမှာစိုက်ပျိုးလုံခြုံရေးနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ ။အေရီမြကြီးကိုမေးပြူနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါရခင်ဗျာ။ဆလဘီချင်းရွေးမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာ။ခန်းနေမြို့မြေဟာမနေ့ကညနေကနေ12နာရီအတွင်းတက်ကြမရှိရပ်တန့်နေပါရ။မုံရမြို့မြေဟာမနေ့ကညနေကနေ12နာရီအတွင်းနှစ်လက်မကန်ထက်ကျသွားပါရ။ခန်းနေဟုံးမလင်းဖောင်းပြင်တဲ့မော်လိုင်းမြို့တွေရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါရ။ကလေးဝမင်းငယ်ကဏီနဲ့မုံရမျိုးတွေရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါရ။ ။အေရီမြင့်ရဲ့အခြေအနေကိုဆက်လက်တင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာ။ဗမောရွှေကူကသာထိကျိုက်တပိတ်ချင်းမန္တလေးစကိုင်းမြင်းမူပခုတ်ကူညာဦး6မင်းမူမကွေအောင်လံပြည်စိတ်သာဟင်းဒရာနဲ့ဇလုံမျိုးတို့ရဲ့မြင့်ရဲ့များဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။အေရီမြင့်ရဲ့မြင့်တက်မှုကို24နာရီစောက်ကြည့်တင်ပြပေးနေပါရယ်ခင်ဗျာ။ထူးခြားမှုရှိလာလျင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာ။ဆလဘီမိုးလေဝသနဲ့ဇလာဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့နေ့စဉ်မိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာ။ ဘင်္ဂလားပင်လယ်အော်ခြေနေကတော့ယနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်များအရကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိသောမလကာရေလက်ကြားအနီးမှာဖြစ်ပေါ်နေတဲ့အားကောင်းသောလေပြင်းရနဲ့ရေဝင်ဟာဆက်လက်တည်ရှိနေပါတယ်။အဆိုပါလေပြင်းရနဲ့ရေဝင်ဟာအနောက်နောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးပုံမောအားကောင်းလာကကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနိုင်မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်မယ်လို့ခန့်မှန်းရပါတယ်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အရှေ့လေပိုင်းတို့မှာတိမ်နှဲငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ချန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်သစ်တွေမှာဒိန်ထူထပ်နေပါတယ်။ဒီကနေ့မနက်ထိခံမှတ်ချက်ကတော့တနင်္လာတိုင်းဒေသကြီးကချင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ရွာရရာနှုံး80ဖြစ်ပါတယ်။နေပြီးတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကရပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာအများအပြားတာယာပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်သစ်တွေဖြစ်ထုံးပါမယ်ခင်ဗျာ။ဒီကနေ့မိုးနဲ့ကြိမ်ဒီခမတ်ချက်ကတော့တနင်္လာတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ရွာရရာနှုံး80ဖြစ်ပါတယ်။ နေပြီးတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာအများအပြားတာယာပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အထင်တင်ဖြစ်ထွန်းပါမယ်ခင်ဗျာဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ နေပြီးတော့မှအများအပြားတာယာပါမယ်ရန်ကုန်မြို့မှာအများအပြားတာယာပါမယ်မန္တလေးမြို့မှာတိမ်အထင်ဖြစ်ထွန်းပါမယ်ပဲခူးမြို့မှာတိမ်အထင်ဖြစ်ထွန်းပါမယ်မကွေးမြို့မှာတိမ်အထင်ဖြစ်ထွန်းပါမယ်။ဟ ோம் လင်းမြို့မှာတိမ်အထင်ဖြစ်ထွန်းပါမယ်။မုံရွာမြို့မှာအများအပြားတာယာပါမယ်။ ပသိမ်မြို့မှာတိမ်အသစ်တွေပြထုံးပါမယ်။တဝဲမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မြေကြီးနားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လွိုင်ကော်မြို့မှာအများအဖြစ်တာရပါမယ်။ဖမ်းမြို့မှာတိမ်အသစ်တွေပြထုံးပါမယ်။ဟောက်ခါမြို့မှာအများအဖြစ်တာရပါမယ်။မော်လမယ်မြို့မှာတိမ်အသစ်တွေပြထုံးပါမယ်။စစ်တွေမြို့မှာတိမ်အသစ်တွေပြထုံးပါမယ်။လာရှုံမြို့မှာအများအဖြစ်တာရပါမယ်။တောင်ကြီးမြို့မှာတိမ်အသစ်တွေပြထုံးပါမယ်။ကျိုင်းတုံမြို့မှာတိမ်အသစ်တွေပြထုံးပါမယ်ခင်ဗျာ။မိုးဒိန်အောင်ဖြစ်ပေါ်မှုအခြေအနေကတော့တနင်္လာနေ့တိုင်းဒေသကြီးမှာမိုးဒိန်အောင်ဖြစ်ထွန်းမှုအောက်ကောင်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များရွေးရှားရာနေရာတလျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာမြမပင်လယ်ပြင်မှာမုတ်တမခွေမိုးတနင်္လာရီကမ်ဘောဒါတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြည့်ပါမယ်မိုးသက်လေပြင်းကြာစဉ်ရေပြင်းပြင်းလေဟာတနအိုင်ကို35မိုင်အထိတိုက်ခတ်နိုင်ပါတယ် လိုင်းမြေမှာမော်တမဝေမော်တနင်းနိုင်ကောင်းတဲ့တစ်ချောင်းနဲ့ကဲလောက်ပင်လေပြင်းတို့မှာကိုးပေမှာဆက်တပေကန်ရှိနိုင်ပါတယ်။ကြံမြမပင်လေပြင်းမှာလိုင်းသင်းနေရှိပါမယ်။လိုင်းမြေမှာမြဝကျုံပေါ်ရခိုင်ကောင်းတဲ့တစ်ချောင်းနဲ့ကဲလောက်ပင်လေပြင်းတို့မှာ6ပေမှာ10ပေကန်ရှိနိုင်ပါတယ်ခင်ဗျာ။နောက်နေ့အတွက်ခံမှန်းချက်ကတော့နေပြီးတော့ကြားပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်တို့မှာညအပူချိန်များအနည်းငယ်လျော့နေနိုင်ပါတယ်။နေပြည်တော်နဲ့ဒီအတွက်အတွက်မနေ့ဖြန်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့အများအားဖြစ်သားရပါမယ်။ရန်ကုန်မြို့နယ်ဒီအတွက်အတွက်မနေ့ဖြန်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့တိမ်အသင့်သင့်ဖြစ်ထွန်းပါမယ်။ မန္တလေးမြို့နယ်အနီးတစ်ဒွဲ့မင်းပြန်မိုးတဲ့ချင်းဒီခံမှန်းချက်ကတော့အများအဖြစ်သားရပါမယ်။နောက်ဆုံးအနေနဲ့ရန်ကုန်တိုင်းဒေသကြီးအတွက်နိုဝင်ဘာလ23ရက်နေ့မှနိုဝင်ဘာလ30ရက်နေ့ထိဖြစ်ပေါ်နိုင်တဲ့မိုးလေဝသအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ပင်လယ်ပြင်မှာထူးခြားတဲ့အခြေအနေများကတော့ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းမလကရေလဲကျမ်းမာလေဖျားနဲ့ရန်ဝန်ဟာသိတာထင်ရှားသောလေဖျားနဲ့ရန်ဝန်အဖြစ်ပုံမအားကောင်းလာပြီးအနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားကဘင်္ဂလားပင်လယ်ော်အရှေ့တောင်ပိုင်းမှာနိုဝင်ဘာလ24ရက်နေ့၌ အားကောင်းသောလေပြင်းနဲ့ရဝဲမှုန်တိုင်းငယ်ဖြစ်လာနိုင်ပါတယ်။မှုန်တိုင်းငယ်ဖြစ်လာပြီးနောက်ဆက်လက်၍အနောက်နောက်မြောက်ဘက်သို့ရွေ့ရှားက48နာရီအတွင်းမှာပုံမအားကောင်းလာပြီးဆိုင်ကလုန်းမှုန်တိုင်းဖြစ်လာနိုင်ပါတယ်။အဆိုပါလေပြင်းနဲ့ရဝဲကို JDWC CMISS တို့မှ MS 95B ဖြစ်သတ်မှတ်ထားပြီးဆက်လက်စောင့်ကြည့်လျက်ရှိပါတယ်။ဖိလစ်ပိုင်နိုင်ငံအရှိဖိလစ်ပိုင်ပင်လယ်ပြင်မှလေပွေလိုင်း MS 92W ဟာအနောက်ဘက်သို့ရွေ့ရှားပြီး ိုဝင်ဘာလ24ရက်နေ့ညမှာဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းကိုဖျက်ချော်တိုက်ခတ်ပြီးတဲ့နောက်နိုဝင်ဘာလ26ရက်နေ့မှာတောင်တရုတ်ပင်လယ်အတွင်းသို့ဝေရောက်လာနိုင်ပါမယ်။ဆက်လက်၍နောက်ဖက်သို့ရွေးချပြီးပုံမအကောင်းလာကနိုဝင်ဘာလ28ရက်နေ့မှာတိုက်ဖုံးမုန်တိုင်းဖြစ်လာနိုင်ပါတယ်။တောင်တရုတ်ပင်လယ်အတွင်းမှာတိုက်ဖုံးမုန်တိုင်းအဖြစ်အားပုံမကောင်းလာပြီးတဲ့နောက်နိုဝင်ဘာလ29ရက်နေ့မှာဗီယက်နမ်နိုင်ငံတောင်ပိုင်းကမ်းခြေကိုဖျက်ချော်ဝင်ရောက်နိုင်ကြောင်းသင်္ချာပုံစံပြု model ကြိုတင်ခံမှန်းချက်များအရသိရပါတယ်။ င်္ဂလားပင်လယ်ပေါ်မှာစိုက်ကလုန်းမုန်တိုင်းနဲ့တောင်တရုတ်ပင်လယ်အတွင်းမှာတိုင်ဖွန်းမုန်တိုင်းတို့ရဲ့တက်ရောက်မှုဟာယခုတစ်ပတ်အတွင်းမြန်မာနိုင်ငံကချင်ပြည်နယ်မြောက်ပိုင်းဒေသများမှာမိုးအနှဲငယ်ရွာသွန်းနိုင်ခြင်းမှာအပကျန်ပြည်နယ်နဲ့တိုင်းဒေသကြီးအားလုံးတို့တက်ရောက်နိုင်ခြင်းမရှိပါခင်ဗျာ။နိုဝင်ဘာလ23ရက်နေ့မှာနိုဝင်ဘာလ30ရက်နေ့အထိရန်ကုန်တိုင်းဒေသကြီးအတွင်းမိုးလေဝသအခြေအနေယခုတစ်ပတ်အတွင်းရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ရာသီဥတုတာယာပြီးမိုးရွာသွန်းရမရှိပါဘူးခင်ဗျာ။ နိုဝင်ဘာလ29ရက်နေ့မှာတော့အမြောက်အရှေ့မြောက်မှာလေတိုင်နှုန်း2နာရီကို15မိုင်မှ25မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လေအနှဲငယ်ပြင်းနိုင်ပါတယ်။အမြင့်ဆုံးတဲ့အပူချိန်ကတော့30ဒီဂရီဆယ်စီယပ်နဲ့အနည်းဆုံးကျအပူချိန်ကတော့18ဒီဂရီဆယ်စီယပ်ရှိနိုင်ပြီးခန်းစားရမယ့်အပူချိန်ကတော့34ဒီဂရီဆယ်စီယပ်ရှိနိုင်ပါမယ်။မနက်ပိုင်းညနေပိုင်းညပိုင်းအချိန်များမှာ၄ဒုဆူတိုင်းစား80ရာခိုင်နှုန်းရှိနိုင်ပြီးနေ့လယ်နေခင်းအချိန်များမှာတော့90ရာခိုင်နှုန်းရှိနိုင်ပါမယ်။၄ဒုညဉ့်မှုအညွန့်ငိတ်ဟာဆက်မှုဆုံးဧရိယာများမှာ85ကန်တာရှိနိုင်ပြီး အန္တရာယ်ရှိတဲ့ level မဟုတ်ပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းမွှင်လန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ